မနေ့ဖက်ညနေ၄နာရီမှာအာရှယူဆက်ခွန်မြို့သမီးချစ်စစ်ပွဲ အောင်မြင်ဖို့အတွက်အဆုံးဖြတ်ကစားရမယ်မြန်မာယူဆက်ခွန်မြို့သမီးအသင်းနဲ့အင်ဒိုနီးရှားယူဆက်ခွန်မြို့သမီးအသင်းမြန်မာနဲ့အင်ဒိုနီးရှားအသင်းတို့ဟာအုပ်စုတွင်းမှာတပွဲစီကစားပြီးရမတ်သုံးမှတ်စီရရှိထားပါတယ်မြန်မာအသင်းကရာဂို9ကိုပေကိုမရှိရရှိထားပြီးအင်ဒိုနီးရှားကရာဂို2ကိုပေကိုမရှိ ရရှိထားပါတယ်ဒါကြောင့်ဂိုးကွက်ချချက်အသာရထားတဲ့မြန်မာအသင်းက အုပ်စုပထမနေရာမှာရပ်တည်နေပါတယ်။ခြေစစ်ပွဲမှာတသင်းသာအုပ်စုအဆင့်ကအောင်မြင်မှာဖြစ်လို့အင်ဒိုနီးရှားကိုတရီအ ਨੇ ဆုံးကစားနိုင်ရင်ကိုမြန်မာကခြေစစ်ပွဲအောင်မြင်ပါပြီ။အင်ဒိုနီးရှားကတော့ခြေစစ်ပွဲအောင်ရင်မြန်မာကိုနိုင်မရမှာပါ။ဒါကြောင့်မြန်မာအသင်းနဲ့ဆိုင်ရင်အင်ဒိုကဖိအားပိုများပါတယ်။မြန်မာကအိမ်ခွေးမှာကစားမှာဖြစ်တာကြောင့်အသာကျတွေရှိနေပါတယ်။ခြေဆွဲရကြည့်ရမယ်ဆိုရင် ်တသင်းနဲ့တသင်းကရှေ့ရမ်းမကွာပါဘူးပြီးခဲ့တဲ့အာဆီယံယူဆက်ခွန်ပြိုင်ပွဲတုန်းကမြန်မာအသင်းဂိုးပြက်ရှေ့ပြက်ချုံနိုင်ခဲ့တဲ့ဗီယက်နမ်ကိုအင်ဒိုနီးရှားကတည်ရီကစားထားနိုင်ခဲ့ပါတယ်ဒါပေမဲ့မြန်မာအသင်းကအပြိုင်ပွဲမှာနီးပြအသင်းနဲ့စကစားတာဖြစ်လာကြောင်းလည်းပါသလိုအဝေးကွင်းဖြစ်လာကြောင်းလည်းပါပါတယ်တည်ရီကြရင်ခြေစပွဲအောင်ပြီဆိုပေမဲ့ဥဆောင်ဂိုးကိုမိမိဘက်ကအရင်ရဖို့ကြိုးစားတတ်ပါတယ်အင်ဒိုကသာဥဆောင်ဂိုးရသွားရင် ဖိအားဝင်ပြီးတော့အမှားပြန်နိုင်ပါတယ်မြန်မာအသင်းအနေနဲ့တက်ကန်ဘောတွေကနေဂိုးရဖို့ပြင်ဆင်ထားဖို့လိုသလိုမိမိအသင်းဘက်ကလည်းတက်ကန်ဘောတွေကနေတဆင့်ဂိုးမပေးရဖို့လိုပါတယ်နှစ်သင်းစလုံးဟာရေကုန်ရေကန်ကစားမှဖြစ်တာကြောင့်နှစ်သင်းပေါင်းအတွင်းကိုကလည်းသုံးကိုလောက်ထိဖြစ်နိုင်ပါတယ်ကျွန်တော်တို့ဦးရဲ့အမြင်ကတော့မြန်မာအသင်းနှစ်ကိုးတကိုးနဲ့နိုင်မယ်လို့ထင်ပါတယ်ဒီနေ့ထဲမှာအရှင်ဖြစ်လက်ခံကျင်းပတဲ့ပွဲမှန်သမျှ ISB အသင်းသားခြေစပွဲအောင်ပါသေးတယ်။ဒါကြောင့်မို့လို့ဒုတိယအသင်းအနေနဲ့မြန်မာယူဆက်ကောမြို့သမီးအသင်းကခြေစပွဲအောင်မြင်အောင်ဆွတ်ဆောင်နိုင်မယ်လို့ယုံကြည်ပါတယ်။မြန်မာအသင်းအနေနဲ့ဥဆောင်ကိုပေးလိုက်ရရင်လည်း PM မဝင်ဘဲနဲ့ပုံမှန်ပြန်ကစားနိုင်ဖို့လိုပါတယ်။ဒါပေမဲ့ပွဲချိန်နှောင်းပိုင်းအထိတည်ကြနေရင်တော့ပုံသတိထားရပါမယ်။ပွဲပြီးကနေမှဥဆောင်ကိုသာပေးလိုက်ရရင်မကူနိုင်မကယ်နိုင်ဖြစ်သွားမှာပါ။ဒါကြောင့်မို့လို့ဖြစ်နိုင်ရင် မြန်မာအသင်းအနေနဲ့စောစစီဥဆောင်ကိုရအောင်တွင်းပြီးတော့ပွဲကိုအပြည့်ဖြတ်ထားဖို့လိုပါတယ်။ဒါမှမဟုတ်ရင်တော့ထုံးစံတိုင်းအောင်ပြားလိမ့်နေရပါမယ်။မြန်မာယူဆက်ကွန်မြေသမီးလေးတွေအနေနဲ့ခြေစပွဲမှာအကောင်းဆုံးခြေဆမ်းပြပြီးတော့အင်ဒိုနီးရှားကိုအနိုင်ယူကာခြေစပွဲအောင်မြင်မယ်လို့ယုံကြည်ပါတယ်။18ရက်နေ့ညနေ4နာရီမှာကွင်းထဲရောက်သွားမဲ့ပရိသတ်တွေများလဲများပြားရှိမယ်လို့ ပြောလင့်ပါတယ်ဟုတ်ကဲ့အဆုံးအထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဖော်ဝဲမြန်မာဖော်ဝဲ channel လေးကိုလည်းအားပေးပေးပါအောင်ခင်ဗျာ